အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်ဒီ HF blocker နေပြီးတော့ငွေထုတ်နေပြီးတော့ထုတ်နေယူပြောပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ကိုယ့်ရဲ့ဒီအကောက်ထံကိုဝင်လာပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့အကောက်ထံပေါ့နော်ဒီ profile အကောက်ထံပေါ့ခင်ဗျာဆိုရှင်ကျွန်တော်ကဒီ withdraw ဆိုတဲ့နေရာလေးတွေ့တယ်ပေါ့နော်ဒီအကောက်ကိုကျွန်တော်လာပြီးဆိုလို့ရှိရင်ဒီမှာဒီအကောက်ထံကိုလာမယ်လာပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်အကောက်ကိုနှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ဒီနားမှာကျွန်တော်ငွေသွင်းငွေထုတ်နေ မလာမယ် fan လေးကိုလာမယ်ပေါ့နော် fan ကိုလာပြီဆိုလို့ရှိရင်ဒီနေရာပေါ့နော်ဒီနေရာ fan ကိုလာဆိုလို့ရှိရင်ဒီမှာ deposit fan ကျွန်တော်တို့ withdraw fan ဆိုရင်ကျွန်တော် transfer fan ဆိုလို့ရရှိတာပေါ့နော်အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ဒီကိုယ့်ရဲ့ anti5 trading account ထဲကငွေကိုပြန်ပြီးတော့ကျွန်တော်ကငွေသွင်းနည်းငွေလန်းနည်းကိုကျွန်တော်ကလုတ်ပြီးမှကျွန်တော်ကထုတ်ရမှာဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ account ထဲမှာဒီပေါ်မှာကျွန်တော်တို့ဖွင့်ထားတဲ့ကိုယ့်ရဲ့ wallet ရှိတယ်ပေါ့နော်ကိုယ့်ရဲ့ wallet account ကိုယ့်ရဲ့ wallet account ထဲမှာပတ်စံရှိမရှိပေါ့နော်ကိုထည့်ထားလားမထား မထက်တာလားကျွန်တော်ကဒီမှာကျွန်တော်တို့ wellness တစ်ခုရှိတယ်ကျွန်တော်မှာ time band နဲ့ UAD ဆိုပြီးတော့ balance ကတော့မရှိနေဘူးပေါ့နော်ကျွန်တော်ကဒီ anti-fight အကောက်တဲ့ကိုချိန်ရလာမလို့ balance မရှိနေဘူးအဲ့တော့ကို့မှာဒီ wellness ဆိုတဲ့ဟာလေးကိုကျွန်တော်မှာရှိကြတယ်ပေါ့အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်က လက်အကောက်ဆိုတဲ့ကျွန်တော်ရှိကြတယ်ပုံမှာအကောက်ဘယ်နဲ့အကောက်ရှိလဲကျွန်တော်မှဒီမှာအကောက်နဲ့အကောက်ရှိတယ်ပေါ့နော်တကောက်ကတော့ကျွန်တော် Thai Baht နဲ့တကောက်ကတော့ Dollar နဲ့ကျွန်တော်လောက်ထားတယ်ပေါ့နော်ဒီမှာ Galaxy မျိုးစားမှာဒီ Thai Baht မှာအကောက်ထားမှာကျွန်တော်ပတ်စံမရှိနေဘူးပေါ့နော်ကျွန်တော် Dollar အကောက်မှာကျတော့ဒီမှာ1200လေးရှိနေတယ်ပေါ့ အဲ့ဒီ1200ကိုကျွန်တော်အရင်ဦးဆုံးကျွန်တော်1000ကိုစမ်းထုတ်ကြည့်ကြည့်မယ်ပေါ့နော်။ကိုကလည်းဒီ Anify Trading account တွေကိုလာပြီးဆိုလို့ရှင်ဒီ balance เนาะဒီ wallet account တွေကငွေကနေကျွန်တော်ဒီ Anify Trading account တွေကိုတွဲထည့်ရမှာဖြစ်ပါတယ်။အဲ့လိုတွဲပြီးဆိုလို့ရှင်ကျွန်တော်ကဘာနှိပ်ရမလဲဆိုတော့ဒီ transfer ဆိုတဲ့ဟာလေးကိုကျွန်တော်သွားရမှာဖြစ်ပါတယ်ခင်ဗျာเนาะ။အဲ့ကျွန်တော်ကဒီ transfer လေးကိုကျွန်တော်နှိပ်မယ်။ transfer လေးကိုကျွန်တော်နှိပ်ပြီးဆိုလို့ရှင်ဒီနံပါတ်ကျွန်တော်ကရွေးခိုင်းတယ်ပေါ့။ကိုရဲ့ wallet account ထဲမှာ balance ရှိတဲ့ဟာကိုကျွန်တော်က ဥပမာရွေးလိုက်မယ်ရွေးလို့ရှိရင်တို့ကဘယ်ထဲကိုသွားမှာလဲ transfer to ကျွန်တော်က anti5 trading account ဒီမှာ anti5 trading account တဲ့ကျွန်တော်ကထည့်မယ်ဆိုရင်ကရွေးရတယ်ပေါ့ကျွန်တော်ကဒီ chain ပြီဆိုလို့ရှိရင်ပေါ့နော်ဒီ wallet ထဲနေပြီးတော့ဟာဝယ်ကျွန်တော်က anti5 ထဲကိုကျွန်တော်က chain မယ်အဲအဲ့ဒါပြီးမှကျွန်တော် anti5 မှာကျွန်တော်က trade လုပ်ရမှာပေါ့နော်ပတ်စံဝယ်မှာပေါ့အဲ့လိုမထည့်ဘူးဆိုလို့ရှိရင်ကို anti5 account ကိုဖိလိုက်ရုံနဲ့ကျွန်တော်ကပတ်စံမရှိနေဘူးပေါ့ကျွန်တော်ပတ်စံက wallet ထဲမှာပဲကျွန်တော်ရှိနေတာပေါ့နော်အဲ့ဆိုအားရမို့ကျွန်တော် transfer လေးလုပ်ဖို့လိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဘာလုပ်လဲဆိုတော့ကျွန်တော် withdraw ထုတ်มาဖြစ်တဲ့အတွက်ကျွန်တော်ကဒီ identify တဲ့အဟာကိုကျွန်တော်ကဒီ wallet ထဲကိုအယူဆုံးပြောင်းရမှာဖြစ်ပါတယ်အဲ့ဒီ wallet ထဲကိုပြောင်းပြီးမှကျွန်တော် withdraw ထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ကဒီ transfer လုပ်တဲ့အချိန်မှာကျွန်တော်အပေါ်ဆုံး transfer from မှာကျွန်တော်က identify တဲ့အကောင့်ကိုအရင်ရွေးမယ်ပေါ့နော် identify ကောက်တဲ့အရင်ရွေးလို့ရှိရင်ကျွန်တော်က ဲထဲသွားမယ်ဆိုတော့ကျွန်တော်က wallet ထဲကိုလာမယ်အဲတော့ကျွန်တော်ကဒီမှာ USD ဒီမှာ USD ဆိုကျွန်တော်ရွေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်က transfer to undefined trading account flow eq ကိုကျွန်တော်ဖွင့်လာတာဖြစ်ပါတယ်အဲ့ဒီ flow eq ကနေပြီးတော့ကျွန်တော်က wallet account ထဲကျွန်တော်ထည့်မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ယူရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ယူလိုက်ပြီဆိုလို့ရှိရင် continue ကိုကျွန်တော်နှိပ်မယ်ဒါလေးပေါ့နော်အဲ့တဲ့ပြီဆိုလို့ရှိရင်ကျွန်တော်ကဘယ်လောက်ထည့်မလဲဆိုတာကိုသူကပြောထားပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ undefined account ထဲမှာ flow eq account ထဲမှာ account number ဒီမှာ ဒေါ်လာ1200ရှိတာဖြစ်ပါအဲ့1200ကိုကျွန်တော်ကဒီထဲကိုကျွန်တော်ကထည့်ရမှာဖြစ်ပါအဲ့ကျွန်တော်ကအပေါ်ဆုံးမှာ transfer ဆိုတဲ့ amount လေးကိုကျွန်တော်ကရေးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်အကိုကရေးထည့်ပါဒီနေရာလေးမှာကျွန်တော်ကအထောင်ထုတ်မယ်ဗျာအဲ့တော့1000ကိုကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ရေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာကျွန်တော်က ိုကြက်တလို့ကို comment ပေးလို့ရတာပေါ့เนาะကျွန်တော်ငွေထုတ်မယ်ပါပါလုပ်မယ်ပေါ့เนาะအဲပေးလဲရတယ်ပေးလဲရတယ်တဏ္ဍမရှိဘူးပေါ့เนาะ Okay ကျွန်တော်1100ထုတ်ပြီဆိုလို့ရှိရင်ဒီတော့မှကျွန်တော်130ကျန်အဲ့တော့ရင်းဦးဆုံးကျွန်တော်ကဒီငွေထုတ်မယ်ဆိုတဲ့ဟာလေကျွန်တော်က တတ်မှတ်ချက်ထပ်ထားလို့ရတယ်နော်အဒူကောက်လေးလည်းကျွန်တော်အတပြူတီလောက်ထားလိုက်ပေါ့နော်အဝိဒရောကျွန်တော်ဒီထောက်တရကျွန်တော်ဒီမှာရိုက်ထည့်ပြီးပြီထောက်တရလေးကျွန်တော်ရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီမှာ continue ကိုသွားရမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော် continue ကိုလာမယ်အဲ့ဒါပြီးလို့ရှိရင်အဲ့မှာအေးကြရနော်ထောက်တရသေးကြလဲဆိုရင်ကျွန်တော် continue ကိုပြန်နိုင်မယ်ကဲဆိုလို့ရှိရင်ကျွန်တော်ကဒီ account ထဲကရှိတဲ့ငွေဒီကျွန်တော်ကဒီ wallet ထဲကိုပြန်ရောက်သွားပြီပေါ့နော် alifier ဟာကိုကျွန်တော် wallet ထဲကိုပြန်ရွှေ့သွားတယ်ရွှေ့ပြီးဆိုလို့ရှိရင်က မှာငွေရှိသွားတဲ့စင်ရင်းစရာတွေကတော့ဒီအောက်မှာပေါ်ပြပေးတယ်ပေါ့နော်ဒီအောက်မှာပေါ်ပြပေးတယ်အကျွန်တော်ရှင်းမျက်နှာကိုတစ်ခက်ပြန်သွားမယ်ရှင်းမျက်နှာသွားပြီဆိုလို့ရှိရင်အကောက်ထဲကဒီမှာ wallet ထဲကဟာနောက်ဒီမှာ antify ထဲကဟာ wallet ထဲကိုရောက်သွားထောက်တရအဲ့ထောက်တရကိုကျွန်တော်ထုတ်မှာဖြစ်ပါတယ်အဲ့ထောက်တရကျွန်တော်ထုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုသွားရမလဲဆိုတော့တကယ်၍ဒီမှာ deposit ကိုနှိပ်လို့မရဘူးเนาะဒီနေရာလေးမှာတော့တစ်ခါတည်းသွားလို့မရဘူးဘယ်လိုသွားရမလဲဆိုတော့ ဒီဘက်ချမ်းဖန်ဆိုတဲ့နေရာလေးကိုသွားရမယ်ဒီပေါ်မှာကြတော့ကျွန်တော်ကဟိုဘက်ပဲပေါ်ရနော် open account ရဲ့ play account ရဲ့ deposit fund ရဲ့ transfer fund ရဲ့ဆိုပြီးတော့ပေါ်တယ် withdraw ကမပေါ်နေဘူး withdraw ကမရှိနေဘူးဆိုတော့ကျွန်တော်ကဘယ်ကိုသွားရမယ်ဆိုတော့ဒီဘက်ချမ်းရှေ့မျက်နှာကိုကျွန်တော်ကလာမယ်လာပြီးလို့ရှိရင်ဒီ fund ဆိုတဲ့နေရာလေးကိုကျွန်တော်ကနှိပ်ချရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီ fund နေရာလေးကိုကျွန်တော်နှိပ်ချမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်က window ဆိုတဲ့ဟာလေးကိုကျွန်တော်တွေ့မှာဖြစ်ပါတယ် window fan လေးကိုကျွန်တော်ကနှိပ်ရမှာဖြစ်ပါတယ်ငွေထုတ်မှာဆိုတဲ့ဟာအဲ window fan လေးကိုကျွန်တော်နှိပ်မယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ number 1ကဒီ window fan အကြောင်းကိုသူကပြောထားတယ်ဘာနဲ့ထုတ်မလဲပေါ့နော်ကျွန်တော်တို့ကဒီ history by နဲ့ထုတ်ရင်ထုတ်လို့ရတယ် online banking နဲ့ထုတ်ရင်ထုတ်လို့ရတယ်ကျွန်တော်တော့ဒီ eh ဒီမှာဒါနဲ့ပဲထုတ်မယ်ပေါ့နော်ဒီကျွန်တော်တို့ငွေသွင်းတော့ကလည်းဒါနဲ့ပဲ ထိုင် DHQR နဲ့ပဲဒီကွာတွင်းရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာငွေမောက်လေးတင်မယ်ကိုရငွေရှိတဲ့ဟာလေးတော့တင်မယ်ပေါ့နော်1100အဲ့1100လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီမှာထိုင် QR payment အိမ်ကိုကျွန်တော်နှိပ်တယ်နှိပ်ပြီဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်ရွေးရမှာဖြစ်ပါတယ်ကိုရဘန်ပေါ့နော်ကိုရဒါတော့ကျွန်တော်ไทม์บันเนี่ยကျွန်တော်လုပ်ထားတာဖြစ်ဒီအတွက်ကျွန်တော်ไทม์บันဒီမှာပေါ်ရတာဖြစ်ပါခင်ဗျာเนาะအရင်ဆုံးငွေထုတ်မယ်ဆိုလို့ရှိရင် ခရစ်တိုပဲဖြစ်ဖြစ်ကျွန်တော်ငွေသားဘက်ငွေပဲဖြစ်ဖြစ်ကျွန်တော်ဘာလို့ရမယ်ဆိုတော့ဒီနေရာလေးမှာ payment detail လေးမှာကျွန်တော်ရင်ဝန်းဆုံး information ဖြည့်ထားရမှာဖြစ်ပါတယ်အဲ့ဒီ information ဖြည့်ထားရင်မှကျွန်တော်ငွေထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အားဒီမှာ thank you ago payment ကိုလာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာငွေထုတ်မယ်ရင်ဥဆုံးမထုတ်ခင်ကျွန်တော်ဒီ payment detail လေးကိုရင်ပြမယ်ပေါ့နော်တချို့ကမသိသေးတဲ့တွေရှိတယ်အဲ့တော့ payment detail လေးကိုရင်ပြမယ် payment detail လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ upload လုပ်မဲ့ကိုယ့်ရဲ့ bank account လေးလိုတာဖြစ်ပါတယ်ကျွန်တော်ရှေ့မှာလည်းပြောထားပြီးပေါ့เนาะအဲ့လိုမျိုးကျွန်တော်က payment detail လေးကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ကိုက crypto နဲ့ဆိုလို့ရှိရင် crypto wallet လေးကိုကျွန်တော် upload လုပ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်က crypto wallet တွေကကိုက twin တဲ့ဟာထောက်တဲ့ဟာလည်းမတူဘူးဆိုလို့ရှိရင်လည်းပြဿနာရှိတယ်ပေါ့เนาะအဲ့အဲ့လိုမျိုးပြဿနာမရှိအောင်ကိုယ့်ရဲ့ crypto wallet ကိုလည်းကျွန်တော်ဒီမှာထည့်ထားပါဒီမှာเนาะကျွန်တော်က crypto wallet ကိုကျွန်တော်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ ကိုရလက်ကိုဒီမှာခရစ်တိုရဲ့မျိုးစားနော် currency အဲပြီးလို့ရှိရင် wallet ပြီးလို့ရှိရင်ကျွန်တော် network ဘာနဲ့လဲဆိုတော့တစ်ခါတည်းယူထားရမှာဖြစ်ပါတယ်ခင်ဗျာနော်တစ်ခါတည်းယူထားရမှာဖြစ်ပါတယ်ကိုရ TRC လား ERC လားတစ်ခါတည်းယူထားပါအဲ့လိုမျိုးယူထားပဲကျွန်တော် upload လုပ်ပါပြီးမှကျွန်တော်က FU ဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုမျိုး FU ဖြစ်ပြီဆိုမှကျွန်တော်ငွေထုတ်တဲ့ချိန်ကြလို့ရှိရင်ကျွန်တော်ကဘာဘာလဲထုတ်မယ်ယူလိုက်ရောပါခင်ဗျာဒါမှကျွန်တော်မှတော့ဒီမှာကောင်းပန်းလည်းကျွန်တော်ချိန်ထားတယ်ပေါ့နော်အဲ့ဒီကောင်းပန်းလည်းကျွန်တော်ချိန်ထားတာပြည်ပြည်တွေ့ ဟုတ်လိုက်ဟုတ်လို့ရှိရင်ကျွန်တော်ကနံပါတ်1ဆောနာလိုမျိုး widow fan ကိုလာမယ် widow fan လာပြီးလို့ရှိရင်ကျွန်တော်ငွေထုံးမဲ့အကောက်ကိုကျွန်တော်သွားမယ်ကျွန်တော်ထောက်100ရှိတယ်ပြီးလို့ရှိရင်ဒီမှာ time you are payment ကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကိုကဘာဘန်နဲ့ထောက်မလဲကျွန်တော်ဘန်ကိုရွေးမယ်ပေါ့နော်ကျွန်တော်ဘန်ကိုရွေးပြီးတော့ကျွန်တော်ကဒီအားလေးကို continue လေးကိုကျွန်တော်နှိပ်လိုက်နော် ်တင်ယူနှိပ်ပြီးဆိုလို့ရှိရင်နံပါတ်1ဒီမှာသူထုတ်မဲ့ငွေမောက်ဝယ်လို့ရေခိုင်းတာဖြစ်ပါတယ်ကျွန်တော်တော့ထောက်တရာထုတ်မယ်ပေါ့နော်ထောက်တရာထုတ်မယ်ဒေါ်လာထောက်တရာထုတ်မယ်ဒေါ်လာထောက်တရာဆိုလို့ရှိရင်ကျွန်တော်တို့အာသူကတော့နည်းဆုံးဒီမှာ minimum သူပြောထားတယ်5ဒေါ်လာနဲ့ထောက်လို့ရတယ်ဒေါ်လာ9900လို့ထောက်လို့ရတယ်ပေါ့နော်အမြင့်ဆုံးကျွန်တော်တော့ထောက်တရာထောက်လိုက်တယ်ပေါ့နော်ထောက်တရာပြီးလို့ရှိရင် continue ကိုကျွန်တော်နှိပ်နှိပ်ပြီးဆိုလို့ရှိရင်သူနေနေတာငွေထုတ်မှသိကြတယ်နော်ဒီမှာ ီးမေးမှာသူက confirmation ကိုပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာနော်ဝေထုတ်တဲ့အကြောင်းအီးမေးကိုပါပို့ပေးမှာဖြစ်ပါတယ်ကျွန်တော် continue ကိုနှိပ်မယ် continue ကိုနှိပ်လိုက် okay အဲ့ဆိုလို့ရှိရင်သူကဒါကျွန်တော်တို့ငွေထုတ်တာတဲ့အကြောင်းကိုကျွန်တော်တို့ပြောထားပြီပေါ့နော် PDF ဖြစ်နေတယ်ကျွန်တော်တို့ email ထဲမှာ password save ပေးရမှာဖြစ်ပါခင်ဗျာနော်ကိုယ့်ရဲ့ email တွေကိုဝင်လာမယ် email တွေဝင်ဆိုလို့ရှိရင် email မှာသူကသူ့အနေနဲ့ဒါ site message ဝင်လာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ h at withdraw ဆိုတဲ့တော့ပြတ်လာပြီเนาะဝေးထုတ်လာတဲ့ကြောင်ဒေါ်လာအောက်100ဆိုတော့ဒီ wallet account အနေတော့ထုတ်လာတဲ့ကြောင်ကိုပြောထားပေးတာဖြစ်ပါတယ်ခမကျွန်တော်2မိနစ်5မိနစ်လောက်ကြာလို့ရှိရင်ဝေဝင်လာမှာဖြစ်ပါတယ်ခင်ဗျာเนาะဒါကတော့ကျွန်တော်က ban နဲ့ထုတ်တဲ့သူတွေပေါ့เนาะ ban မရှိတဲ့သူတွေကြာတော့ကျွန်တော်က crypto နဲ့ထုတ်တဲ့သူတွေကြာတော့ဆန္ဒကျွန်တော်ပြောသလိုမျိုးနံပါတ်1ဒီ detail ဆိုတဲ့ဟာလေးကိုကျွန်တော်လာရမှာဖြစ်ပါတယ်ခင်ဗျာเนาะဒီ fan လေးကိုနှိပ်မယ် fan ကိုနှဲ့ပြီးလို့ရှိရင်ကျွန်တော် payment detail လေးကိုကျွန်တော်နှဲ့ရမှာဖြစ်ပါတယ်အဲ့ဒီ payment detail ကိုနှဲ့ပြီးဆိုလို့ရှိရင်ကိုက piston နဲ့ထုတ်မယ်ဆိုလို့ရှိရင်ဒီနားမှာကျွန်တော်က upload document လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะအရင်ဆုံးကိုရဲ့ ban check let တွေကိုစာရင်းဖြည့်ရမှာဖြစ်ပါတယ်ကိုက ban နဲ့ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်က ban ရဲ့ detail ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တချို့ကျွန်တော်မြန်မာနိုင်ငံမြန်မာတွေကြတော့ဟို piston နဲ့ပဲရမှာဖြစ်ပါတယ်ခင်ဗျာเนาะ အပီတိုပဲကျွန်တော်ကရွေးရမှာဖြစ်ပါတယ်ရွေးပြီးလို့ရှိရင်ကျွန်တော်ကိုယ့်ရဲ့ wallet account တွေကိုတခါတည်း upload လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ကိုထုတ်မဲ့ crypto currency ကဘာမျိုးစားလဲဒီမှာရေးထည့်ရမယ်ဒေါ်လာပေါ့နော် USD USD နော် USDT ပေါ့နော် USDT အဲ့လိုမျိုးကိုရိုက်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်က wallet account ကိုထည့်မယ်ပြီးလို့ရှိရင်ဒီမှာ USDT ကဘာနဲ့လဲ ERC လား ERC လားအဲ့လိုမျိုးကျွန်တော်ကရွေးရမှာဖြစ်ပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပါအဲ့လိုမျိုးရွေးပြီးတော့ကျွန်တော် upload လုပ်လိုက်ပါ upload လုပ်လို့ရှိရင်ဒီလိုမျိုး app ဖြစ်သွားပြီဆိုလို့ရှိရင်တော့ငွေထုတ်တဲ့ချိန်ကျရင်ပဲပို့သွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကငွေထုတ်နေတကယ်၍ကိုကငွေသွင်းပြီဆိုလို့ရှိရင်အားလုံးသတိထားဖို့ပါနော်ကျွန်တော် deposit fund ကိုနှိပ်တယ် deposit fund ကိုနှိပ်လို့ရှိရင်ကိုကတော်တော်များများ crypto နဲ့သွင်းကြတယ် binance play နဲ့သွင်းကြတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမြန်မာတွေကျွန်တော်အခြားနိုင်ငံမြန်မာတွေပေါ့အဲ့တော့ကျွန်တော်က ဘိုင်းနဲ့ဘလေးကိုပဲနှိမ့်နေပစ္စတိုလ်ကိုပဲနှိမ့်နေနှိမ့်ပြီးဆိုလို့ရှိရင်တော့ငွေကိုတစ်ခါတည်းကျူအာကောက်တွင်းပါနော်အဲ့လိုမျိုးခဏခဏတွေဟိုကမလုပ်ပါနဲ့တစ်ခါတည်း deposit တွင်းပါမ continue ကိုတွင်း continue ကိုနှိမ့် continue နဲ့တကယ်ကိုဘယ်လောက်ထက်မလဲဒေါ်လာ300ထက်မလဲ300ဆိုလို့ရှိရင်ဒီမှာကျတော့ဒေါ်လာ300ဒီမှာတစ်ခါတည်းသူကဘယ်လောက်ရမလဲဆိုတဲ့ခါတည်းတွက်ထားပေးတာပေါ့နော်ဒါကကျွန်တော်ဘတ်ငွေနဲ့ဖတ်တာအဲ့တော့ကျွန်တော်ကဒေါ်လာ300ထက်လိုက်တယ် ဒေါ်လာ300ထိုင်လိုက်ပြီဆိုလို့ရှိရင်တော့ကဒီမှာ continue ကိုသွား continue သွားလို့ရှိရင်ဒီမှာကျွန်တော်က email confirmation တွေကိုရောက်သွားမယ်အဲ့ဒီမှာကျွန်တော်ကသွားပြီးတော့ဒီ QR code ကို scan ဖတ်ရမှာဖြစ်ပါတယ်ဒီကောင်ရဲ့ deposit web ဒီနော် made to play ကကျွန်တော်ကဒီဟာကိုပြဿနာမရှိဘူးเนาะဒါကတော့ကျွန်တော်လက်ခံတဲ့ကုမ္ပဏီကိုပြောတာကျွန်တော်ဘာနဲ့ပဲ pay pay ကျွန်တော်က ဟို Binance နဲ့ပဲ Play Pay ပေးတခြားသော Crypto နဲ့ပဲ Pay Pay ပေးလို့ရတာဖြစ်ပါတယ် Scan ဖတ်လို့ရတာဖြစ်ပါတယ်ကျွန်တော် Anya မရှိပြန်လာမရှိဘူးเนาะတချို့ကဒီနေရာလေးမှာဟာငါက Binance Play နဲ့ပေးတာသူကတော့ဒီဟာလေးနဲ့ပေးဆိုတော့ပြောထားတဲ့ဟာပြည်တွေ့လွဲနေလားမသိဘူးဆိုတော့နောက်ပြန်ပြီးတော့စုပ်ပါတယ်သူတွေကြောက်တဲ့သူတွေရှိတယ်ပေါ့เนาะဒါကတော့ပြန်လာမရှိဘူးဒါကကျွန်တော်ကဒီဘက်ချန် XL Broker ရဲ့လက်ခံတဲ့သူရဲ့ အမိကိုပြောတာဖြစ်ပါတယ်ကျွန်တော်ပေးတဲ့အချိန်မှာကျွန်တော်က Binance နဲ့ Spring ဖတ်လဲရတယ်တခြားသော Wallet Crypto တွေနဲ့လည်းကျွန်တော်က Spring ဖတ်ပြီးတော့ကျွန်တော်ကပေးလိုက်ရုံပါပဲခင်ဗျာနော်ကဲမှာမရှိဘူးခင်ဗျာနော်ဒီနေရာလေးမှာဘာဖြစ်ဘူးကျွန်တော်တချို့ကဟိုတတိမထာမိပဲနဲ့ထိတ်လိုက်ပြီးတော့ဟောငါကတော့ Binance Play နဲ့ပေးတာသူကဒါနဲ့ပေးခိုင်းတယ်ဆိုတော့ကျွန်တော်အမိမတူဘူးဆိုတော့စိုးရိမ်စိတ်တွေရှိတာဖြစ်ဖြစ်ပါတယ်အဲ့လိုမျိုးဆိုလို့ကျွန်တော်စည်ရင်းတွေထပ်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 သွားမှာပေါ့နော်အဲ့လိုမျိုးလုံးစရာမလိုဘူးတခါတည်းကျွန်တော်က ပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာနော်။ဒါ continue ကိုသွားလို့ရှိရင်တခါတည်းပေးလိုက်ရပါပဲ။ဒါပါဒါကကျွန်တော်ကငွေထည့်ပြီဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲကျွန်တော်ကထည့်လို့ရတာဖြစ်ပါတယ်။ထုတ်ရင်လည်းအဲ့လိုပဲကျွန်တော်ကထုတ်လို့ရတာဖြစ်ပါတယ်။ဒီမှာကျွန်တော်အခုငွေထုတ်တာကျွန်တော်ဝင်သွားပြီပေါ့နော်။ဒီမှာထောက်တရာသူနဲ့နဲ့ကျွန်တော် email ပို့လာပြီ။ your widow has been f4 ဖြစ်သွားပြီခင်ဗျာနော်။ငွေဝင်သွားပြီကျွန်တော်ရဲ့အဲ့တော့ခဏကြာလို့ရှိရင်ပတ်စံဝင်လာလိမ့်မယ်ပေါ့နော်အဲ့တော့ငွေထောက်တာလဲမြန်တယ် ဝင်းလာလဲမြန်တာဖြစ်ပါတယ်ခင်ဗျာနော် UIDT နဲ့လည်းမြန်တာဖြစ်ပါတယ်အဓိကကကျွန်တော်ဒီကိုဒီစင်းရင်းတွေ detail စင်းရင်းတွေကိုတေးကြလေးဟိုလောက်ထားဖို့ပဲလောက်တာဖြစ်ပါတယ်နော်တေးကြလေးကိုက information ချက်လက်လေးတွေကိုဖြည့်ထားပြီးဆိုလို့ရှိရင်တော့ငွေထောက်ငွေသွင်းတာမြန်မာလိမ့်မယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်အဲ့ SA ရဲ့ငွေသွင်းနည်းငွေထုတ်နည်းပဲဖြစ်ပါတယ်ငွေသွင်းတဲ့အချိန်မှာလဲဆောင်းသားပြောပြောလို့မျိုးပဲเนาะဟိုထိတ်လန့်ချောက်ချားစရာမလိုပါဘူး ဲ့တော့ deposit of fund ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ crypto နဲ့သွင်းမယ်ဆိုလို့ရှိရင် crypto လေးကိုကျွန်တော်ရွေးလိုက်တယ် Binance Play နဲ့ရရင်လည်းကျွန်တော် Binance Play နဲ့သွင်းလို့ရတယ်เนาะ Binance Play နဲ့သွင်းကျွန်တော်တို့က fee ကမကုန်တော့ဘူးပေါ့เนาะတကယ်လို့တခြားသော currency ဟို exchange တွေယူနေရရင်ကျွန်တော်ပေးမယ်ဆိုလို့ရှိရင်တော့ဒါ crypto လေးကိုကျွန်တော်နှိပ်ရဖြစ်ပါတယ်ခင်ဗျာเนาะနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အာ continue ကိုလာမယ် continue လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဘယ်လောက်ထည့်မလဲပေါ့เนาะဒေါ်လာ900ဆိုလို့ရှိရင်900ပြီးလို့ရှိရင်တော့ ဟိုတင်ကြီးကိုသွားသွားပြီးလို့ရှိရင်ကျွန်တော်ကဒီမှာတစ်ခါတဲ့ဟိုတင်ကြီးကိုနှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီ QR code ပေါ်လာမှာဖြစ်ပါတယ် wallet number ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ကတွင်းလိုက်ရုံပါခင်ဗျာနော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကငွေသွင်းနည်းဝေထုံးနည်းပဲဖြစ်ပါတယ်ခင်ဗျာနော်အားလုံးလည်း like လုပ်တတ်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းကျွန်တော်ဒီငွေထုံးငွေသွင်းနည်းကိုတစ်ချက်ပြန်ပြီးတော့ဒီရက်ခုပြန်လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာနော်ဆန္ဒကျွန်တော်ငွေထုတ်လိုက်တဲ့ဟာပြီးအခုချက်ချင်း အဝင်လာပါပြီခင်ဗျနော်ဝေဝင်လာပြီမြန်လာအခုပဲထုတ်အခုပဲဝင်လာဖြစ်ပါလက်2မိနစ်ပဲကြာလာဖြစ်ပါခင်ဗျနော်ဒီမှာကျွန်တော်ဗန်ထဲကိုရောက်လာပြီကျွန်တော်ဗန်ထဲကိုရောက်လာပြီပေါ့နော်ဗန်ထဲဝင်လာမတူတခါတည်း message စာရေးပို့တာဖြစ်ပါအဲ့တော့ငွေထုတ်လာလဲမြန်ပါလက်စိတ်ချလို့ရအဓိကကကျွန်တော်ကဒီကျွန်တော်ဆွမ်းသားကျွန်တော်ပြောတဲ့ဒီ fan မှာ detail လေးမှာကျွန်တော်ကပေးကြလေးဖြည့်ထားဖို့လိုတာဖြစ်ပါတယ်ခင်ဗျနော်ဟိုကဗန်နဲ့ထုတ်မလားခီဆိုနဲ့ထုတ်မလားဆိုကျွန်တော်က လိုတာဖြစ်ပါတယ်အဲ့ဒီလေးမှာကျွန်တော်ရွေးချယ်တာကိုဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအစုံတရာမေးမြန်းစရာရှိရင်လည်းကျွန်တော်တိုက်ရိုက်ဆက်သွယ်ပြီးတော့မေးလို့ရတယ်နော်အားလုံးကျွန်တော်ရဲ့ဒီ YouTube channel မှာလည်းကျွန်တော်ဒီ channel တွေကိုကျွန်တော်တင်ပြပေးတယ်ပိတ်မှလည်းရှိတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ channel လေးနော်ဒီ Follis K အမီနဲ့ပဲကျွန်တော်မှာဒီ Facebook page ရော YouTube ရော TikTok ရောရှိတာဖြစ်ပါတယ် အားလုံးဒီနာမည်နဲ့ဒီလိုပို့နဲ့မှန်လို့ရှိရင်မေးလို့ရတာဖြစ်ပါတယ်နော်အဲ့တော့အများအပြားပဲမှာမေးရင်ပို့ပြီးတော့ဟိုလွယ်ကူလဲစင်ပြေလဲဆိုတော့ Facebook page မှာမေးပါခင်ဗျာနော် Facebook page မှာဒါ Follow Ski ဆိုတဲ့ဟိုရှိတာဖြစ်ပါအဲ့ဒီမှာမေးနိုင်ပါတယ်ဒါကျွန်တော်ပြပေးမယ်ကျွန်တော်ရဲ့ Facebook page ကဒါကျွန်တော်ရဲ့ Facebook page ပဲဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ဒီမှာမေးနိုင်ပါတယ် challenge လေးတွေကိုအဲ့တော့ကျွန်တော်က ဒီတနင်္ဂနွေနေ့တိုင်းလာကျွန်တော်ပင်တန်း fee တွေရှိတာဖြစ်ပါတယ်တကယ်လို့စိတ်ဝင်စားတဲ့သူတွေလည်းဒီမှာကျွန်တော် messenger မှာဟိုင်းလာပြီးတော့ glue တဲ့ဝင်နေတဲ့ကြောင်းပြောနိုင်ပါတယ်ကျွန်တော် telegram glue link ပို့ပေးတာဖြစ်ပါတယ်ခင်ဗျာနော်အခုလိုမျိုးညပိုင်းမှာလည်းကျွန်တော် zoom trade တွေပါရှိတာဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ trading ည plan တွေပေါ့နော်ကျွန်တော်ဘယ်နားနေရောဆဲမယ်ဘယ်နားမှာပိုင်မယ်ဘာတွေလောက်ရမယ်ဆိုတာအများအားကျွန်တော်ကပြောပြပေးတာပေါ့နော်ကျွန်တော် telegram glue တန်းပါရော zoom trade ပါဟုတ်ကဲ့ပါဒါဒီနေ့အတွက် ကျွန်တော်ရှင်းပြပေးတယ်ဒီ HF account မှာငွေသွင်းနေငွေထုတ်နေအကြောင်းပဲဖြစ်ပါတယ်အဲဆိုတော့အားလုံးလည်းဒီငွေသွင်းထုတ်လေးမှာအဆင်ပြေမယ်လို့ယုံကြည်ပါတယ်ခင်ဗျာပစုံတရားမရဘူးခက်ခဲဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်တော့မေးမြန်းနိုင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါနောက်ထပ်မှာကျွန်တော်ပြန်လည်တွေ့ဆုံကြပါခင်ဗျာအားလုံးလည်းပါခင်ဗျာ Thank you.